ဘာပေါ်မှာအခုချိန်ဒီမဖြစ်ရှင်းနိုင်သေးရတဲ့လိုအပ်ချက်တစ်ခုအကြောင်းကိုဒီနေ့ပြောပြပေးမယ်။အဲ့ဒါကတော့ Roanoke Colony နေမြေကလူတွေဖြောက်ွယ်သွားတာပါပဲ။ဒီဇလန်က1589ခုနှစ်မှာစခဲ့တာ။အင်္ဂလန်ကနေလူ100ကျော်ကဒီအမေရိကန်ကိုသွားပြီးတော့ Roanoke ကျွန်းမှာ Colony နေမြေတခုစတင်တည်ထောင်ခဲ့တယ်။အဲ့ဒီဘွဲကိုခေါင်းဆောင်တော်က John White ဂျွန်ဝိုက်တာကသူတို့အတွက်လိုအပ်တဲ့ပစ္စည်းတွေနဲ့အကူအညီတွေကိုယူဖို့အင်္ဂလန်ကိုခဏပြန်သွားတယ်။ဒါပေမဲ့လည်းစစ်ပွဲတွေကြောင့်ဆိုပြီးတော့ခီးက၃နှစ်လောက်ကြာသွားတယ်။၃နှစ်ကြာပြီးလည်းပြီးတော့1950ခုနှစ်မှာဂျွန်ဝိုက်တာပြန်ရောက်လာတဲ့လောက်လူ100ကျော်ကျော်လုံးလုံးကတယောက်မှမရှိတော့ဘူး။မျိုးရိုးတွေနဲ့အဆောက်အုံတွေကဒီပျက်စီးခြင်းလည်းမရှိဘူး။တိုက်ဝဲဖြစ်တဲ့လက္ခဏာလည်းမတွေ့ရဘူး။စားစရာတွေလက်နက်တွေအိုးခွက်ပစ္စည်းတွေကိုလည်းတခုမှယူမသွားဘူး။အကုန်လုံးကယူတည့်ရပြတ်ဝင်သွားသလိုဖြစ်နေခဲ့တယ်။တခုလဲတော့တဲလွန်စားကတော့ ဒီမျိုးကိုခ ਾਇ ရန်ထားတဲ့တစ်တိုင်ကြီးတစ်ခုပေါ်မှာထွန်းထူထားတဲ့စကလုံးပါပဲအဲ့ဒါက C R O A T O A N ဆိုတဲ့စကားလုံးပဲအနည်းနာကတစ်ပင်တစ်ပင်ပေါ်မှာလဲဒီ C R O ဆိုတဲ့စာလုံးကိုတွေ့ခဲ့ရတယ်။ Crotoan ဆိုတာကအဲ့အနည်းနာမှနေထိုင်တဲ့မူကြီးတိုင်းရင်းသားမျိုးနွယ်စုတစ်ခုရဲ့နာမည်ပါ။အဲဒါကြောင့်မဲ့ theory တွေကအမျိုးမျိုးထွက်လာတယ်။လူတွေကတိုင်းရင်းသားတွေနဲ့ပူးပေါင်းပြီးတော့နေဖို့ထွက်သွားတာလား။ဒါမှမဟုတ်အဲ့ဒီလူတွေကဖမ်းခေါ်သွားတာလားဆိုတာကတော့ဒီနေ့ဒီအဖြစ်ရှာလို့မရခဲ့ပါဘူး။အဲဒါကြောင့်မဲ့အဲ့ဒီ colony နာမည်ကို The Lost Colony ပျောက်ဆုံးသွားသော colony ဆိုပြီးတော့နာမည်တွင်ခဲ့တယ်။